ကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့အိုင်တောင်ကြီးကျေးရွာဖြစ်ပါတယ်နန်းတဲအုပ်စုထဲမှာပါဒီမှာဆိုလို့ရှိရင်ပျက်စီးမှု area တော်တော်များပါတယ်ကျမတို့ဒီအဓိကကဘာလဲဆိုရှင်ဒီနေ့ကပြည်နယ်ကျန်းမာရေးရဲ့ညွန်ကြားချက်နဲ့ကျမတို့ဒီမှာအစီကံလာရောက်ပြည်သူပြည်ဒီမှာရှိရွာသူရွာသားပေါ့နော်ဒီတထောင်ကျော်ဒီအိမ်တော်စုအပြင်ကျမတို့ဒီ268အိမ်တော်စုကိုကျမတို့လာပြီးတော့စောက်ရှောက်ပေးခြင်းဖြစ်ပါကျမတို့စောက်ပေးခြင်းဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ကိုဝင်ဆောင်တဲ့ကျမတို့ဒီအားလုံးပေါင်း73 ောက်နောက်အသက်ကြီးရွယ်ဦးအလုံးအကြောင်း60နီးပါးကိုကျွန်တော်အာဟာရထောက်ပံ့မှုပေးပါတယ်ရှင် လိုမျိုးပေါ့နော်ညီမတို့ရွာကအခက်ခဲဖြစ်နေတဲ့အချိန်မှာပေါ့နော်အခမဲ့စစ်ကူတမှုတွေပေါ့ဒီဘရာခေမီတာဘရာဟီတာနေပြီးတော့ပေါ့နော်အခမဲ့စစ်ကူတမှုတွေပြီးလို့ရှိရင်အပစ္စည်းလေးတွေပေါ့စားနပ်ရိက္ခာတို့စံစီစေးစားပေါ့နော်အလိုမျိုးလေးလာရပြီးတော့မှလူတန်ပစ်တဲ့အတွက်လည်းကျေးဇူးတင်နေရှင်ဟုတ် အထို့အတူကျမတို့ဒီမှာရွာသူရွာသားတွေကိုကျမတို့တွေကျမ်းမာမှုစောင့်ရှောက်မှုပေးတဲ့အခါမှာတချို့ကိုဝင်ဆောင်နေတဲ့ကကလေးမွေးကျင်တဲ့ကလေးမွေးတော့မဲ့အဲအခုအင်းလေးပါပေါ့နော်တမီလေးတယောက်ကိုတွေ့ပြီးတော့အခုညောင်ရွှေခံပြတာဆေးရုံမှာကလေးမွေးပေးဖို့လွှတ်လိုက်ပါပြီရှင်မနေ့ကလည်းကျမတို့ရှေ့ဝကြီးမှာအဲဒီကိုဝင်ဆောင်၄ယောက်တည်းကတယောက်ကညမွေးရဆိုလို့သွားကြည့်ပြီးပါပြီအဲ့ဒါလည်းကျမတို့ထောက်ပံ့မှုတသိန်းပေးခဲ့ပါတယ်တသိန်းထောက်ပံ့ပါတယ်တမီနော် တော့ကျွန်လေးအတွက်သုံးပါမွေးပေးတဲ့ဆရာမကိုလည်းထောက်ပံ့မှုပေးခဲ့ပါတယ်အဓိကပြောချင်တာကတော့ဒီဒီကျေးရွာအတွင်းမှာ ရှိတဲ့ကိုဝင်ဆောင်နေနောက်ကျမတို့ကလေးသူငယ်တွေနောက်တက်ကြီးရွယ်အိုတွေကိုကျမတို့ကအဓိကထားပြီးတော့စောက်ရှောက်မှုလာပေးတာပါဈေးုံဈေးကန်လာပြဖို့ခက်ခဲတဲ့လူတွေပြီးတဲ့အခါကျတော့ကိုဒီဒီပေါ်နာတာရှည်ပေါ့နော်ကျမတို့ဟိုဒီဒီယောဂါမှာအဲဒီ hypertension တို့ဈေးကြိုးတို့ဒီအဲသွေးတိုးတို့ပေါ့နော်ဒီဒီအရင်နဲ့ပတ်သက်ပြီးတော့အဲကုသဘု ကာကွယ်မှုနောက်ကကြောက်ခမတောက်တသစီးတွေမပြတ်သွားအောင်ကျမတို့ကဒီအဲကျမ်းမာရေးဆရာမတွေနဲ့တွဲပြီးတော့ဒါရောက်ကုသပေးခြင်းဖြစ်ပါတယ်ကျမတို့လာဥပဒေမှာဆရာဝန်2ဦးပါပါတယ်ဆရာမကြီး2ဦးပါပါတယ်သူနာပြုကု9ဦးနဲ့ကျမတို့အားလုံးဝန်ထမ်း17ယောက်နဲ့ကျမတို့လာဥပဒေကုသပေးတာဖြစ်ပါတယ်ရှင်ကျွန်တော်နာမည်ဥခင်မတော်ခေါ်ပါတယ်ဗျကျွန်တော်ကဒီကြည့်ရအောင်ရှုပ်ရှုပ်ဦးပေါ့ဒါပေမဲ့ကျွန်တော်အိမ်တော်ဒီရွာအိမ်တော်ကြီးကြီးပါမနော်ခုကျွန်တော်အိမ်တော်ကြီးရွာမှာငယ်ရင်မိသားစုပြည်စည်းသားလို့အိမ်ရှင်များ တော်များများလည်းပြည့်စည်ခဲ့ပါတယ်အခုလိုပဲကျမကြီးဆောင်ဆောင်မှုနေနဲ့လာရောက်ပြီးတော့တို့တောင်ချမ်းပြည်နယ်မှာရှိတဲ့တောင်ကြီးမြို့နယ်မှာရှိတဲ့ဒီစီယုံကြီးတွေပေါ့ခင်အခုဆိုဒီနေ့ခင်မြတာခင်မြတာစီယုံလို့လာမခင်မြတာစီယုံမှာလာရောက်ကူညီစီကူတာမှုခိုင်းပြလို့ပြရတော့ကျွန်တော်တို့ကထူဝန်းသားပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ကအခုချိန်ဒီစီကူတာမှုတော့အိမ်မှာလာခက်ခဲနေတဲ့ချိန်ပါဗျာတွားရင်လာရင် နေရေးဆိုင်တော်ရဲ့မဆခက်ခဲရှင်ဒီမှာခုလိုလိုက်ရောက်ကူညီပြီးတော့ကျွန်တော်တို့ကအသိတဲ့အတော်မှာပြောကျွန်တော်အမြဲအမြဲတမ်းအမြဲတမ်းဝန်တာပါတယ်ကကဲအားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ညီမတို့ဘယ်နေ့ရမွေးသွားတာတမီးအဲ3လပိုင်း3လပိုင်း14ရက်ကမွေးသွားတယ်မိမိအခုဆင်မညီမတို့ဒီမှာအိုင်းတောင်ကြီးမှာဆေးလာကူးတဲ့အချိန်မှာမိမိကလာပြန်ပြီးတော့ပြတာပါထိမိသွားသေးလားတမီးက တခြားနာနေဩအဲ့ဒါကိုထရောက်တိစာပြောပြမယ်နော်ဟုတ်ပြီဟုတ်ပါပြီတမီးနော်ဒီစာယောဂဝိနာလည်းပျောက်ကင်းပါစေကလေးလည်းကျမချမ်းသာပါစေတမီးတို့ကျမချမ်းသာပါစေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ